FI အိမ်သုံးရေတန်းစစ်တွေရဗျာလွယ်ကူစွာတက်ဆင်လို့ရပါတယ်ဆိုတော့အမျိုးသားအမျိုးသမီးရောအခုကျွန်တော်ပြောပြမယ့်အချက်လက်တွေကိုလိုက်ပြီးလုပ်မယ်ဆိုရင်မိမိပိုင်မိမိတောင်ကျွန်တော်တို့တက်ဆင်လို့ရတဲ့လွယ်ကူတဲ့စက်ကလေးတွေဖြစ်ပါတယ်โอเคဘယ်လိုတက်ဆင်မလဲသူ့မှာဘယ်လိုတက်ဆင်ရမယ့်အဖို့ပစ္စည်းတွေပါမလဲဆိုတာကိုအနောက်မှာဆက်ပြောပြပါမယ်ဒါကတော့ရေတန်းစစ်မှာပါဝင်တဲ့ ဟိုပစ္စည်းတွေပေါ့ဗျာဒီပစ္စည်းလေးတွေကိုကျွန်တော်တိတ်တိတ်ချာလေးခင်ပြပေးထားတယ်ဒီပစ္စည်းလေးတွေကဒီတန်းဆက်မှာနေရာတိုင်းနေရာတိုင်းမှာသူ့နေရာနဲ့သူအတုံးဝင်မဲ့ပစ္စည်းတွေဖြစ်တယ်အဲ့ဒီကြောင့်ကျွန်တော်တို့တစ်ခုမှပြောင်းလို့မရဘူးပေါ့เนาะဒါကြောင့်တိတ်ချာလေးကျွန်တော်ခင်ပြပေးထားတာဖြစ်တယ်ဥပမာဒီ lock လေးတွေဆိုလို့ရှိရင်အပိုက်ထဲကိုသူ့ lock လေးများမထည့်မိရင်ရေးမလုံတော့ဘူးဖြစ်တတ်တယ်ပေါ့ဗျာโอเคအဲ့တော့ဒီဘက်အချမ်းအားဆိုလို့ရှိရင်ရေးတန့်ကိုထုတ်သုံးဖို့အတွက် steep bike ကောင်းနဲ့တွဲဆက်ပြီးအသုံးပြုရမယ့်ဟာတွေဖြစ်တယ်ပေါ့ဗျာဒီဘက်အချမ်းအားဆိုလို့ရှိရင်တော့ကျွန်တော်ရေးတန့်ဆက်ထဲကိုရေးသွင်းဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဖြစ်တယ်အဲ့တော့ဒီပစ္စည်းတွေကိုဘယ်မှာသုံးရမလဲဆိုတာလဲကျွန်တော်အနောက်မှာပြပေးမယ်ဒါကတော့ရေးတန့် fitter ဘူးကိုကျွန်တော်ဖိတ်တာလဲတဲ့အချိန်လို့ fitter ပြန်ထည့်တဲ့အချိန်လို့ဆိုရင်ကျွန်တော်တို့ဖြုတ်တာလို့တတ်တာလို့လုပ်ဖို့အတွက်ဟန န်တဲ့တစ်ခုပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ aro membrane လို့ခေါ်တယ်ဒီကောင်ကတော့ရေသန့်စက်ကိုစတင်ပြီးအသုံးပြုတော့မယ်ဆိုတော့မှကျွန်တော်တို့ aro အဆန်ကိုဖောက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ aro box ထဲကိုထည့်ပေးရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဘယ်လိုစင်မလဲတစ်ချက်လောက်ကြည့်လိုက်အောင်ကျွန်တော်တို့ကရေတန်းဆက်စပြီးသုံးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ရေတန်းဆက်ကအစ်စ်ဖြစ်နေတဲ့အတွက်ကြောင့်ဒီထဲမှာသူ့ရဲ့ fitter အဆန်တွေကကျွန်တော်တို့ parking မဖောက်ပါသေးဘူးအဲ့တော့ကျွန်တော်တို့ကသူ့ကို parking ဖောက်ပြရမယ်နော် parking ဖောက်ပြီးထည့်ပေးရမယ်တကယ်မျိုးပေါ့ဗျာဒါဆိုမှ plastic တွေရှိနေတယ်နော်ပြီးမှ cover တွေရှိနေတယ်နော် plastic cover တွေ ဒါတွေကိုကျွန်တော်ဖျက်ထုတ်ပြရမယ်။မဖျက်ထုတ်ဘဲနဲ့ဒီတိုင်းကျွန်တော်တို့တုံးနေမယ်ဆိုလို့ရှင်တော့ဖစ်တာတွေကအလုံးလုံးမှာမဟုတ်ပါဘူးခင်ဗျာ။ဆိုတော့ဒီထက်မှလည်းအတိုင်းပဲကျွန်တော်တို့ပါကင်လေးဖွင့်ပြပါတော့။အဲ့တော့ကျွန်တော်တို့ကရေသန့်ဆက်တဲ့ကိုရေသွင်းမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနောက်ဘက်မှာကျွန်တော်တို့ရေပိုက်သွင်းတဲ့ပိုက်လုံးရှိရဲ့အနောက်ဘက်တစ်ချက်သွားကြည့်မယ်။ဒါကတော့အနောက်ဘက်ကမြင်ရတဲ့မြေခွေးပေါ့။ဒါကျွန်တော်တို့ဒီအနောက်ဖုံးလေးဖြုတ်ထားတယ်။စပူးရှစ်လုံးပြုတ်သွားလို့ရှင်တော့အခုဒီလိုမျိုးအနောက်က နောက်ကိုလက်မြင်နေရတယ်ပေါ့နော်သူမှ fresh up pen ပါတယ် fitter လေးကိုနောက်ကမြင်နေရတယ်ပေါ့ပြီးတော့လို့ရှိရင်ကျွန်တော်အသုံးပြုတော့မယ်ဆိုလို့ရှိရင်ဒီရေပားလေးကိုအခုလိုမျိုးတဲ့တဲ့ဖွင့်ထားပြရမယ်နော်ဒါဆိုလို့ရှိရင်ရေပားကြီးကဥမာဒါကိုဆစ်ဆေးပေးပါဗျာဒါလို့ဆိုရေပားကြီးကပိတ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီရေစုကန်တဲ့ကိုရေတက်နေဝင်မှာမဟုတ်ဘူးပေါ့နော်ဒါလေးဖွင့်ထားပြရပါမယ်ခင်ဗျာ okay အဲ့တော့ကျွန်တော်တို့ကရေဘယ်လိုသွင်းမလဲဆိုလို့ရှိရင်အဖြူရောင်ပိုက်ကရေသွင်းပိုက်ဖြစ်ပါတယ် ဒီဘက်အဝါရောင်ပိုက်ကတော့တောက်တုံးရံမသိတဲ့ရေတွေကို तू ကပြန်ပြီးတော့ cancel လုပ်မဲ့ပိုက်ဖြစ်ပါတယ်ကျွန်တော်တို့ရေတန်းလုပ်မယ်ဆိုရင်ဒီပိုက်ကလည်းရေလေးတွေကျနေတတ်တယ်ဒါပေမဲ့ဒီရေကတော့တောက်တုံးရံမသိတဲ့ရေဖြစ်တယ်တိုးတော်ညာလည်းပဲကျွန်တော်တို့အခြားတုံးရံအနေနဲ့အကုန်လုံးပြန်သုံးလို့ရပါတယ်တမင်းနေဟင်းတွေလည်းပြန်ချက်လုပ်ရတဲ့ရေဖြစ်ပါတယ်နော်တောက်တုံးရံမသိတဲ့ရေပါ तू ကโอเคရေသွင်းမယ်ဆိုရင်ဒါရေသွင်းမိုက်ကိုကျွန်တော်တို့ဘလို့သွင်းမယ်ဆိုရင်ဒီမှာကျွန်တော်တို့ကပလက်လေးပါတယ်အဲ့ဒါပြုတ်လိုက်နော်ဒါလေးကတော့ကျွန်တော်တို့သုံးရမှာမဟုတ်ဘူးကျွန်တော်ဒီလက်ထက်မှာပြထားတဲ့ခါလေးတွေရှိရဲ့သုံးမျိုးပေါ့အဲ့ဒါဘလို့သုံးမယ်ဆိုတာကျွန်တော်ပြပေးမယ်အရင်ဆုံးဒီခါလေးကတော့လူချင်းမင်းတို့အိမ်မှာရှိတဲ့ဘုံမိုင်ကောင်းကိုဖြုတ်လိုက်ပါ ဖြုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဖြုတ်လိုက်တဲ့နေရာမှာဒီ steel ကျွန်တော်တို့အရစ်ကောင်းကြီးကိုပြန်တက်လိုက်ပေါ့နော်ဒီလိုမျိုးပြန်တက်လိုက်မယ်ပြန်တက်ပြီးသွားပြီဆိုလို့ရှိရင်လူချင်းမလို့နဲ့ဖြုတ်လိုက်တဲ့ဘုံမိုင်ကောင်းကိုဒီမှာကျွန်တော်တို့အရင်အတိုင်းပဲဒီနေရာနေပြန်တက်လိုက်ပါနော်ဒါဆိုရင်ဒီနေရာမှာဘုံမိုင်ကောင်းဖြစ်သွားလိမ့်မယ်ဘုံမိုင်ကောင်းရဲ့အရှိမမှာကျွန်တော်တို့ကရေကိုသွားပြီးယူလာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အပေါက်တစ်ပေါက်ရှိတယ်အဲ့ဒီအပေါက်တစ်ပေါက်ကနေကျွန်တော်တို့ကကျွန်တော်တို့ PC တစ်ခုကိုဒီမှာတက်လိုက်မယ်တက်တဲ့အရင်အတိုင်းမှာတော့စီးတိတ်လေးတွေခံပြီးတက်ပြီးတော့ပုံကောင်းပါတယ်နော်စီးတိတ်လေးတစ်ခုလောက်တော့ဝင်ရပါတယ် โอเคဒါဆိုရင်လူချင်းမင်းတို့ရဲ့အုံဉဏ်မှာဒီလိုမျိုးဖြစ်သွားပြီပြီးရင်လူချင်းမင်းတို့ရဲ့ဘုံမှန်ကောင်းလည်းဒီမှာရှိသွားပြီကျွန်တော်တို့ရဲ့ရေပားလေးကလည်းဒီမှာရှိသွားပြီဆိုရင်ကျွန်တော်တို့ကမလုပ်မလဲဆိုတော့ဒီပိုင်လုံးရဲ့အထဲထဲကိုဒါလေးထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီရေသွင်းပိုက်ကိုဒီမှာလာပြီးတော့ဆွတ်လိုက်မယ်ဆွတ်ပြီးသွားလို့ရှိရင်အနောက်က plug ကိုခေါ်လိုက်မယ်အဲဒီ tick လေးတော့ဝင်သွားအောင်ဆွတ်ပြီနော်ပြီးရင်ဒီ plug လေးကိုဒီလိုမျိုးပြန်ချက် ဒါဆိုရင်ကျွန်တော်တို့ကဒီရေဘာကိုဖွင့်လိုက်တာနဲ့ကျွန်တော်တို့ရေတန့်ဆက်တွေကိုရေရောက်သွားပါပြီ။ဒါကတော့အပေါ်မှာရေတန့်ထွက်မဲ့ပုံပိုင်ကောင်းကိုဘယ်လိုတက်မလဲဆိုတာတက်ပြပြီးမယ်။ Okay ။ဆိုတော့ဒီစတီးပြားလေးညင်ထဲမှာနော်။စတီးပြားလေးအောက်မှာဝါရှာအခုလိုအောင်လေးပါတယ်ထည့်လိုက်မယ်။ထည့်ပြီးမှရင်မတက်မယ်။ဒီဒီကောင်ကကျွန်တော်ဒီဘက်ဘက်အရှိရချင်းဘက်ဘက်မှာပဲရှိရမယ်နော်။ဒါဒီလိုထား။ Okay ။ပြီးတော့ရင်ဒီဝါရှာပြားလေးကိုဒီဝါရှာပြားကိုဒီမှာထည့်မယ်။ ကျွန်တော်တို့ကရေပိုင်ကောင်းတော့တက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကရေတန့်သွင်းမှုအတွက်ကိုလုပ်ပြရမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုဒီထဲမှာရှိတယ်ကျွန်တော်တို့ကောင်းလေးကိုကျွန်တော်တို့ဒီထဲကိုရေထည့်မယ် okay ပြီးတော့အရေးကြီးပါတယ်ဆိုတော့ဒီပစ္စည်းလေးကိုထည့်မယ်သူက leaf fresher လေးပါတယ်ကိုရေလုံအောင်လုပ်တဲ့ပစ္စည်းလေးဖြစ်တယ်ပေါ့ဗျာဘယ်မှာထည့်မလဲဆိုရင်ကျွန်တော်တို့ဒီပိုက်လုံးရဲ့အတွင်းထဲကိုထည့်မယ်နော်ဒီလိုလေးထည့်လိုက်မယ် okay တော့ဖြစ်နေမယ်နော်နောက်ပြီးတော့လို့ရှိရင်ဒီပိုက်လုံးရဲ့အပြင်မှာရေတွေကြံစိတ်မှာဆိုလို့ဒီလိုမျိုး core rising လေးပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ထပ်ထည့်လိုက်မယ် โอเคဒါဆိုပိုက်လုံးလေးနဲ့ level တန်းဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခုနတိုက်တဲ့ပိုက်ကောင်းမှာဒီမှာလာဆွတ်မယ်ပြီးအောက်ကပလက်ကောင်းကိုအပေါ်ကိုခေါ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာကျက်လိုက်ပါမယ်ခင်ဗျာโอเคကျွန်တော်တို့ကအခုပိုက်တွေအားလုံးဆင်ပြီးသွားပြီကျွန်တော်တို့ရေးသန်းဆိုင်စတင်ပြီးမောင်းတော့မယ်ဆိုရင်ကျွန်တော်အရှိမပြောသလိုပဲဒီထဲမှာရှိတဲ့ fitter တွေကို parking ဖို့ပြပါတော့ထဲမှာ plus တွေရှိပါတယ်အစ်စ်ဆိုတော့လေပြီးရင်ကျွန်တော်တို့ number 4မှာရှိတဲ့ aro marine fitter ကိုကျွန်တော်စတုံးတော့မယ်ဆိုမှထည့်ပေးရပါမယ်အဲ့တော့ဒီ aro box ကိုကျွန်တော်တို့ဘယ်လိုဖွင့်မလဲဆိုတာကြည့်ရအောင် တော့ autobus ကိုဘယ်လိုဖွင့်မလဲဆိုလို့ရှိရင်ဖွင့်ဖို့အတွက်ကဒီပိုင်လေးဖြုတ်ဖို့လိုတယ်အဲ့ဒီပိုင်လေးကဘယ်လိုဖြုတ်ကြလဲဆိုရင်ဒီမှာ तू က lock လေးရှိတယ်အဲ့ lock လေးကိုကျွန်တော်အရင်ဖြုတ်ထုတ်လိုက်ဟောဒီ lock လေးပါနော်ဒီ lock လေးကိုအရင်ဆုံးဖြုတ်ထုတ်ရပါမယ်ပြီးသွားလို့ရှိရင်ဒီ column လေးကိုအောက်လေးကိုဖိချပြီးပါဒါဆိုဖြုတ်သွားပါပြီနော်လက်ကူပါတယ် okay အော်ဒီဖုန်းလေးကိုဖွင့်မယ်ဒီမှာ wine seat တစ်ခုရှိပါတယ်နော် wine seat တစ်ခုရှိရယ်ကျွန်တော်တို့က ဒီ aro membrane ကိုဘယ်လိုထည့်မလဲဆိုလို့ရှိရင်ဒီဘက်ကကြည့်လို့ရှိရင်ဒီဘက်အချောင်းလေးကကျတော့ washer လေးတစ်ခုပါတာတွေ့ရတယ်ဒီဘက်ကတော့ washer မပါဘူးအချောင်းလေးကပိုရှိတယ်အဲ့တော့ကျွန်တော်တို့ကအချောင်းလေးပိုရှိတာကအပြင်ဘက်ကဖြစ်ပြီးတော့ဒီ washer လေးတစ်ခုပါတာကအတွင်းလေးကဖြစ်ပါတယ်ဒီလိုမျိုးထည့်ရမှာဖြစ်ပါတယ်နော်ဒီလိုမျိုးထည့်ရမယ်ဒီအချောင်းလေးကအရှိဆုံးမှာအပေါ်ဆုံးမှာဖြစ်ကြမယ်နော် okay ဒါကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဖုံးပြန်ပိတ်မယ်ဖုံးပြန်ပြီးတော့ဒီ byte ကိုတက်ဖို့အတွက်ဆိုရင်ဒီ column လေးကိုပြန်ဖိမယ် ူကအရာလေးပေးထားတယ်အဲ့ဒီအထီးကိုထိုးထည့်ရမှာဖြစ်တယ်ထိုးထည့်လိုက်ပြီโอเคဒါဆိုလို့ရှိရင်အခုကျွန်တော်ပြန်ဆွဲဖြုတ်မယ်ဆိုရင်တော့ဖြုတ်လို့မရဘူးဖြုတ်မယ်ဆိုရင်ဒီ call line လေးကိုဖိမှသူပြန်ဖြုတ်လို့ရမှာเนาะအဲ့တော့ကျွန်တော် call line လေးမပြီးအောင်လို့ကျွန်တော်ကခုန click လေးနဲ့ကျွန်တော်တို့က lock လုပ်ထားတာဖြစ်ပါတယ်ခုန click လေးကိုပြန်ထည့်လိုက်မယ်โอเคဒါဆိုရင်ဒီမှာရှိတဲ့ meet plan ကို meet ထိုးပြီးတော့စတင်အသုံးပြုနိုင်ပါပြီခင်ဗျာဗီဒီယိုလေးပြီးဆုံးအောင်ကြည့်လို့အားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့များတက်စရင်အခက်အခဲရှိတယ်ဆိုရင်ကျွန်တော်တို့ဖုန်းဆက်နိုင်ပါတယ်ကျွန်တော်တို့ဖုန်းလေးရနေလဲဟိုထပ်မှန်ပြီးတော့ကျွန်တော်တို့ပြောပြပေးပါမယ်เนาะကျေးဇူးတင်ပါတယ်အားလုံးကို